တစ်ခါတလေဘဝမှာအပြောင်းအလဲတစ်ခုပြုလုပ်ဖို့အတွက်ရွေးချယ်မှုတွေပြုလုပ်ဖို့တဆင့်သာလုပ်တတ်ပါတယ်။ထိုင်ဝမ်ကိုပညာရေးအတွက်ရွေးချယ်တာကအဲ့တဆင့်ဖြစ်နိုင်ပါတယ်။ကျွန်တော်တို့မြန်မာမာဒီကာချာဝက်စတန် MNW ကနေနိုင်ငံခြားကိုကျောင်းနဲ့သွားမယ့်သူတွေအတွက်အခွင့်အလမ်းတစ်ခုကိုယူဆောင်လာပါပြီ။ဒါကတော့ထိုင်ဝမ်နိုင်ငံကိုဘာလို့ကျောင်းနဲ့သွားဖို့ရွေးချယ်တင်တာလဲဆိုတာကိုပြောပြပေးသွားမှာပါ။ ပညာရေးနဲ့အနာဂတ်အတွက်မိမိကိုယ်ကိုတိုးတက်အောင်လုပ်ချင်တဲ့သူတိုင်းအတွက်လည်းထိုင်ဝမ်နိုင်ငံကလူနေမှုအဆင်ပြေမှုပညာရေးအရေးအတွင်းဈေးနှုန်းသက်သာမှုဒီစတဲ့အချက်တွေကြောင့်တကယ်စဉ်းစားဖို့ကောင်းတဲ့နိုင်ငံတစ်ခုဖြစ်လာတယ်ဆိုတာကိုပြောပြပေးချင်ပါတယ်။ထိုင်ဝမ်ရဲ့တမိုးရှိရဲ့ဒီနေရာနဲ့ယဉ်ကျေးမှုထိုင်ဝမ်နိုင်ငံကဒီအာရှနိုင်ငံတွေရဲ့မှဆိုလို့ရှိရင်စိတ်ဝင်စားဖို့ကောင်းတဲ့သဘာဝအလှတရားတွေခေတ္တနည်းပညာတွေမတူညီတဲ့လူမျိုးစုတွေ ခလေးယဉ်ကျေးမှုများစွာနဲ့ပြည့်နှက်နေတဲ့နိုင်ငံဖြစ်ပါတယ်။နံပါတ်1အရေးသွေးမြေပညာရေးစနစ်အာရှနိုင်ငံတွေထဲမှာအစမြင့်ဘာသာရပ်တွေ ဖြစ်တဲ့ Engineering, Management, Science, Medicine ဒီစားတဲ့ဘာသာရပ်တွေက International Ranking မှာရှိတဲ့ဘာသာရပ်တွေ ဖြစ်ပါတယ်။နံပါတ်3ကုန်ကြစည်ထိုင်ဝမ်နိုင်ငံသည်အမေရိကန်ဂျပန်ကိုရီးယားဒီစားတဲ့နိုင်ငံကြီးများနဲ့နှိုင်းယှဉ်မယ်ဆိုလို့ရှိရင်ကျောင်းလာကနေထိုင်စရိတ်စားသောက်စရိတ်တို့မှာ အလွန်တက်တာတဲ့နိုင်ငံနိုင်ငံဖြစ်ပါတယ်။ဒီပညာသင်ဆုနဲ့အလောက်ကအခွင့်အလမ်းထားမှာတက္ကသိုလ်တွေမှာအင်္ဂလိပ်စာဘာသာနဲ့သင်ကြားပေးတဲ့အကြောင်းလေးရှိပြီးတော့ scholarship ပညာသင်ဆုကိုလည်းရှောက်ထားနိုင်ပါတယ်။နံပါတ်5နေထိုင်မှုလုံခြုံရေးမြင့်မားမှုထိုင်ဝမ်နိုင်ငံကလူနေမှုအဆင်ပြေမှုနဲ့လုံခြုံရေးစနစ်ကောင်းမှုတွေပေါင်းစပ်ထားတဲ့နိုင်ငံဖြစ်ပါတယ်။လုံခြုံမှုဈေးသက်သာမှုပညာအကြီးအကျယ်မြင့်မားမှု ီစတဲ့အချက်အခြာတွေကြောင့်ထိုင်ဝမ်ကိုကြောင်းနဲ့တွားမှုရွေးချယ်တာကပညာရေးအတွက်ကောင်းမွန်သောဆုံးဖြတ်ချက်တစ်ခုပဲဖြစ်ပါတယ်။နိုင်ငံเจ้าကိုကြောင်းနဲ့တွားမယ်ဆိုရင် MNW ကအသင့်အတွက်အမြဲရှိနေပါတယ်။